မန္တလေးလာရှုလန်း၅ခွန်းကိုကို view ကလည်းအရန်လာတယ်ဈေးကလည်း3900လဲနဲ့ညှိနှိုင်းပြီးတော့ရောင်းချပေးမှဖြစ်ပါတယ်လမ်းကလည်းပေ25ဘီလမ်းဖြစ်လို့ကာနစီ AA စစ်စစ်ရှောင်းလို့ရမယ်အကွက်အရှိအနေနဲ့မန္တလေးလာရှုလန်းကိုလမ်းမြင်ရတဲ့အနေအထားမျိုးလေးတွေဖြစ်ပါတယ်အနီးနားပတ်ဝန်းကျင်ကလည်းလူနေအိမ်ကောင်းတွေဖြစ်ပြီးတော့ခိုးဆူရတဲ့ဈေးနှုန်းနဲ့မှအရန်ကူမှတင်းတင်းနဲ့အိမ်လေးတစ်လုံးဖြစ်တော်မလို့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမိတ်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ် ဒီအင်ကရေရောမီရောပါသားပြီးသားဖြစ်လို့အသင်လက်တင်နေလို့ရမယ်အိမ်လေးတစ်လုံးဖြစ်တယ်။ဥဒရန်ရောတန်မန်တကာရောဘလိတ်စုရောအကုန်တင်ထားပြီးသားခြံဝင်းကလည်းဒါကျင်ဝန်းပြီးတော့အရှိမလဲကားက3စီးလောက်ကို ထားလို့ရမယ်။ Landscape area လည်းအသင်ပြင်ဆင်ထားပြီးသားအိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်ဗျ။ အေကန်းကလည်းအခုမြင်တွေ့ရတဲ့အတိုင်းပဲအေကန်းကလည်းကျဲတယ်အိမ်ကခေါင်လေးမြင့်လာဖြစ်ပြီးတော့အပေါ်မှာလည်းထက်ခိုးအနေနဲ့ပါရှိတဲ့တထက်ခွဲတိုက်အမျိုးအစားလေးလည်းဖြစ်ပါတယ်မာစတာကန်းတွေကလည်းအကုန်လုံးကျဲဝန်းတဲ့အနေအထားဖြစ်မယ်ဒီအရင်အာသာကျန်းအနေနဲ့ကတော့ဘယ်နေရာကနေကြည့်ကြည့် view ကအရန်လှတဲ့ position တခုကိုပိုင်ဆိုင်ထားတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်။ဒါက master gun တန်းက youtube gun ဘူတိုင်ဆိုလဲကျင်ဝန်းနဲ့မီးဘူ gun ဆိုလဲအင်ရှင်မတွေစိတ်ကြိုက်ဖြစ်မဲ့အကျယ်ဝန်း area မှာတည်ရှိတဲ့နေရာလေးလည်းဖြစ်ပါတယ်။အိမ်ဘေးမှာကမြေပိုလည်းပါရှိမဲ့ runner လည်းပါရှိပြီးသား view ကတော့အခုမိတ်ဆွေတွေမြင်တိရတဲ့အတိုင်းပဲတကယ်ကိုမှအရန်လှတယ်။ဒီမှာဒါအပေါ်ဘက်ကိုတက်ဖို့တော့ကြောင်းလင်းလေကအနေနဲ့ ထားထားပေးတဲ့အနေအထားမျိုးလေးဖြစ်ပါတယ်။အရှင်နေနဲ့ကလည်းဝယ်ယူတဲ့သူအစဉ်ပြောင်းဒီအိမ်ထဲမှာရှိတဲ့ furniture တွေအကုန်လုံးကိုထားရှိခဲ့ပြီးမှဖြစ်ပါတယ်။ဒါတော့အပေါ်ဓာတ်ကအနေအထားမျိုးလေးဖြစ်မယ်။အပေါ်မှာလည်းဒါကျယ်ဝန်းပြီးတော့ view ကလည်းအရန်ကိုလှတယ်။ဘယ်နေရာနေကြီးကြီး view လာတဲ့အနေအထားမျိုးလေးတခုကိုပိုင်ဆိုင်နာတာဖြစ်ပါတယ်။အပေါ်မှာတော့ဒါဟောကန်းချက်တခုပါမယ်။ဒီဘက်မှာတော့ဒါနောက်ထပ်အခန်းဖွဲအနေအထားလေးတခုလည်းဖြစ်ပါတယ်။ ်အပေါ်ထက်မှာလဲဒါလင်းဝင်လေထွက်တွေကောင်းပြီးတော့လင်းလင်းရှင်းရှင်းရှိတဲ့အနေအထားမျိုးလေးဖြစ်မယ်စိတ်ကြွညူးစီမယ်အင်ဒီယာဒီဂရီရှင်းတွေကိုလဲဒီဇိုင်းဆင်ပြီးတော့ပုံဖော်ထားပေးတာဖြစ်ပါတယ်အဲ့တော့ဒီအိမ်ရဲ့မျက်နှာလဲအနေနဲ့ကတော့အနောက်ရက်ကိုလှည့်ထားတဲ့အနောက်ရက်လဲဖြစ်မယ်ဈေးနှုန်းကလဲဒါ3900ကိုပိုင်ရှင်နဲ့ဒါရိုက်စိတ်ကြိုက်ဈေးညီနိုင်လို့ရပါမယ်အဲ့တော့ကြည့်ရှုပေးတဲ့ကျွန်တော်မိတ်ဆွေများအားလုံးကျေးဇူးအထူးတင်ရှိပါတယ်နောက်တစ်ခါပြန်ဆုံကြမယ်